င်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်32ငူအိမ်ကျဲပါ။ချင်းမြင့်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့မှာရှိတဲ့ဆိုးဆူစကန်တွေအားလုံးကိုတိမ့်ပိုက်နိုင်ရေးချင်းချင်းတော်တပ်ဖွဲ့ဝင်တွေအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံစီးရဲသတင်းမြစ်တွေက MFB ကိုပြောပါရစေ။တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။မြို့သိမ်းနိုင်တာကတော့ ချင်းညင်အောင် CB အနေနဲ့အတီးပြူတာမရှိသေးပါဘူးတိုက်ပွဲမပြီးသေးပါဘူးလို့ချင်းညင်အောင်ပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီကပြောပါတယ်လက်ရှိမှာဖလန်းမျိုးပေါ်နောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ချင်းလင်းတရင်ခလိုက်ရ268လောက်ခန်တက်ကုန်းစကန်တစ်ခုကို AB6 ရဲ့မနေ့ကစပြီးထိုးစစ်စင်တိုက်ခိုက်နေတာဖြစ်တယ်လို့စလိုင်းတင်မီကပြောပါတယ်ကျိုးစုခြေကောက်ယူထားတဲ့အဲ့ဒီစကန်ဟာပေ9000အမြင့် တောင်ကုန်းပေါ်မှာတည်ရှိပြီးတော့စည်ရေးအချက်ကြာကြတဲ့တက်ကုန်းစကန်တစ်ခုဖြစ်ပါတယ်။အရီဆိုးစုစကန်ကိုတော်လိုင်းအင်အားစုတွေကဝိုင်းပတ်ထားပြီးထိုးစစ်စင်တိုက်ခိုက်နေခဲ့တာမို့စိုးစုတပ်သားတချို့စကန်စုံကထွက်ပြေးတာတွေရှိသလိုကြံ့ရင်နေတဲ့စိုးစုတချို့ကလည်းစကန်မကြိုက်အပြင်းအထန်ခုခံနေတယ်လို့စေးသတင်းမြစ်တူကပြောပါတယ်။ ချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေက2024ခုနှစ်နိုဝင်ဘာလ9ရက်ကစပြီးချင်းကြီးနောင်စစ်စစ် Operation Civil အဖြစ်ဖလန်းမြို့မှာရှိတဲ့စုပ်စုစခန်းတွေကိုတိမ့်ပိုက်နိုင်ဖို့တိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီးစုပ်စုအထွေထွေအုပ်ချုပ်ရေးမှုရုံးမြို့နယ်ရဲစခန်း KI ရဲစခန်းစောက်လေရုံးစုပ်စုစခန်းစောက်လာတွေကိုတိမ့်ပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်စကိုင်းတိုင်းချောင်းမြို့နယ်မှာပြည်သူတွေအိမ်မောကြနေချိန်စောက်စုက၁၇လီထင်းနဲ့ မီးလောင်ပုံးနဲ့ကြက်ချခဲ့လို့မိသားစုဝင်၃ဦးနေအတွင်းမီးလောင်တည်ဆုံသွားခဲ့တယ်လို့ဒေသခံတွေက MSP ကိုပြောပါတယ်။ချောင်းမြို့နယ်အနောက်တောင်ချမ်းချင်းတွင်းမြကမင်းမှာရှိတဲ့သုံးမန်လာကြီးရွာကို AP6 ရဲ့မနေ့ကညတကောင်အချိန်မှာမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့စိုးစုစက်တက်လေးဒီနဲ့မီးလောင်ပုံးတွေအပါအဝင်ဘုံဒီလေးလုံးကြဲချတိုက်ခိုက်သွားတာဖြစ်ပါတယ်။ ကျောင်းစုရဲ့မိလောင်ပုံတွေကြောင့်မိသားစုဝင်၃ဦးဖြစ်တဲ့အသက်65နှစ်အရွယ်အမဖြစ်သူအသက်60အရွယ်မောင်ဖြစ်သူနဲ့အသက်56နှစ်အရွယ်ညီမဖြစ်သူတို့နေအိမ်တွင်မိလောင်သေဆုံးသွားပြီးဒေသခံအုပ်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်စောစုကမိလောင်ပုံနဲ့ဘုံဒီကျဲချခဲ့တာကြောင့်နေအိမ်တစ်လုံးမိလောင်ပျက်စီးခဲ့ပြီးအနီးဝန်းကျင်မှာရှိတဲ့နေအိမ်၆လုံးမှာထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။စောစုက၆မျိုးနယ်တွေကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီးစက်တက်လေးတွေအသုံးပြုကတိုက်ပွဲမဖြစ်ပွားပဲကျေးရွာတွေကိုမကြကနဘုံတိချတိုက်ခိုက်နေတဲ့အပြင်လက်နက်ကြီးတွေနဲ့ပါရန်တပ်ပစ်ခတ်နေတာပါအကွေးတိုင်းမခုတ်ခုမျိုးနဲ့မြစ်ချေတိုက်နယ်ကအောင်သာပြူစော်တီစကန်ကိုတော်လိုင်းတက်တွေကဒရုန်းနဲ့ဘုံတိချတိုက်ခိုက်မှုအတွင်ပြူစော်တီကောင်းဆောင်နေအိမ်ရှိတဲမီလောင်မီပြူစော်တီတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပခောက်ခုခရိုင်ပကဖတက်ဖွဲ့ငါအေယာတောင်ပြည်သူ့ကာကွယ်တက်ဖွဲ့က MFB ကိုပြောပါတယ် ရင်းချေတိုက်နယ်အောင်သာပြူစော်ဒီစကန်ကိုတော်လိုင်းရဲတပ်တွေကဧပြီလ6ရက်ညနေပိုင်းမှာဒရုန်းနဲ့ပုံသီးကျဲချတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့အေယာတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအခုလိုပြောပါတယ်ချတာကတော့ကျွန်တော်တို့ဒီအိမ်မော်ကိုအတက်ချတာပေါ့ဗျာပြူစော်ဒီကောင်းဆောင်ဥကြုံမော်ရဲ့မှာအိမ်ကိုအတက်ချတာပေါ့ဒါပေမဲ့နေတိုင်းနှုံးကြောင့်မလို့အိမ်ရဲ့မှာမြောက်ဖက်ကဒီဟိုပါပေါ့တုံးမင်တဲ့ပေါ့သူတို့နွေရာတိကြံပူလို့မလို့စောက်ထားတဲ့တဲ့ပေါ့ဗျာ အိုက်တဲ့ဘုံတော့ကြာပြီးတော့အိုက်တဲ့ဘုံမှာမိစ္ဆာလာသွားတာအော်ဒီလိုအဲအောင်မှာမဟုတ်တဲ့ဒီစော်လေးတွေကတော့ဒီသင်းနဲ့ထိသွင်းမှုရှိထားတဲ့ဒီစော်လေးတွေဆိုတော့သူတို့ကတော့ပြေးတာပေါ့ဗျာအဲမှာသူတို့ကုကြောင်မောင်းရမှာတူတယောက်ကိုလည်းသူတို့အားလေးတန်ရရတယ်ပေါ့နော်။အာဟုတ်ကဲ့ဟုတ်ကဲ့။ဒီတော့မအရင်မိမရမမွေစားသမီး အော်ဟုတ်ကဲ့အဲ့ဒါလို့အဲထိခိုက်မှုရှိရပေါ့သူကတော့နည်းနည်းတော့နည်းရတယ်ပေါ့ဗျာထိခိုက်မှုရှိရစစ်သားတယောက်ကိုရှိသေးတယ်သူကရန်ကုန်ကနေဒီဘက်ကိုအလဲလာလာလို့ပြောတယ်အော်ဟုတ်ကဲ့ဖြစ်သွားတာဟုတ်တော်လိုင်းရဲ့တပ်တွေ drone နဲ့ပုံသီးချတိုက်ခိုက်တဲ့အချိန်မှာအထိနာရာကြောင်းပြူစောတိတွေဘက80မမလက်နက်ကြီးနဲ့ပြန်လဲပစ်ခတ်တာတွေရှိပြီးတော်လိုင်းရဲ့တပ်တွေဘက်အထိခိုက်မရှိဘူးလို့ဆိုပါတယ် အဲ့ဒီတိုက်ခိုက်မှုတွေကိုပခုတ်ကူခရိုင်ပကဘတပ်ဖွဲ့က AR တောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ BLY ပောက်ပကဘ King Fighter ABSDF အမှတ်သုံးစစ်ကြောင်းနဲ့ Black Eagle Drone 4တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီအောင်သာဗျူစော်တီစကန်ကဗျူစော်တီတွေကပြီးခဲ့တဲ့ AB 9ရက်ညပိုင်းက60မမလက်နက်ကြီးနဲ့ရန်သက်ပစ်ခတ်ခဲ့တာကြောင့်အနည်းမှရှိတဲ့ညောင်မင်းကျေးရွာနေအိမ်တွေပေါ်ကြားရောက်ပောက်ကွဲမိလောင်လို့နေအိမ်15လုံးခန့်ပျက်စီးဆုံးရှုံးပြီး ပြည်သူတို့လက်နက်ကြီးထိမှန်တရားရခဲ့ပါသေးတယ်။အောင်သာပြူစော်တီစကန်ဟာဆောစုပြူစော်တီအင်အား90ခန်းနဲ့အာနာသိန်းနဲ့2021ခုနှစ်ထဲကအထိုင်ချတက်ဆွဲနေတာပါ။လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်ပြင်ပလဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုန်ခိုပါပုန်ခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါ တစ်စက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ